စစ်မှန်တဲ့အောင်မြင်မှုဒီစကလုံးကလူတိုင်းရဲ့ဘဝနဲ့နှိစက်နေတယ်လို့အမြဲလိုလိုကြားနေကြဖြစ်တဲ့အတွက်ရုပ်ရည်နေတဲ့စကလုံးလို့ပြောရင်တော့မှားမယ်မထင်ပါဘူးခက်တာလူတိုင်းနဲ့နှိစက်နေတဲ့တိုင်အောင်လူတိုင်းတော့မရယူနိုင်တဲ့အနေအထားတစ်ခုလည်းဖြစ်နေပြန်တယ်ဒါဆိုအောင်မြင်မှုဆိုတာပါလေလူမျိုးမျိုးစိတ်ထွေတွေမှုအောင်မြင်မှုဆိုတာကိုသတ်မှတ်တဲ့နေရာမှာတဦးနဲ့တဦးတော့တူမှာမဟုတ်ဘူးတချို့ကငွေကြေးချမ်းသာလွန်လာကိုအောင်မြင်မှုလို့သတ်မှတ်တယ်တချို့ကလူတိများကြွကြတာကိုအောင်မြင်မှုလို့သတ်မှတ်တယ် တချို့ကြပြန်တော့ဘွဲ့ဒီဂရီတွေအများကြီးပိုင်ဆိုင်ထားတာကိုအောင်မြင်မှုလို့သတ်မှတ်ပြန်တယ်။ထားပါ။တခြားတာတော့အောင်မြင်မှုဆိုတာအခြေအနေတက်ပါပဲ။အဲ့ဒီအခြေအနေကကိုကြည်မှန်းထားတဲ့ပန်းတိုင်းကိုမျောလင့်ထားတဲ့မျောလင့်ချက်တွေပြီးမြောက်သွားတဲ့အနေထားလေးပါ။ဒီနေရာမှာတည်ထားမှာကအောင်မြင်မှုမှာအမျိုးအစားနှစ်ခုရှိတယ်ဆိုတာပဲ။ဟုတ်တယ်။အတွင်းအောင်မြင်မှုနဲ့အပြင်အောင်မြင်မှုဒါပေမဲ့လူများစုကအောင်မြင်မှုလို့ပြောလိုက်ရင်အပြင်အောင်မြင်မှုကိုပဲပြင်းမြင်ကြသလိုအပြင်အောင်မြင်မှုအကြောင်းကိုပဲပြောဆိုတတ်ကြတယ် ောင်မြင်မှုရဖို့ဘာတွေလုပ်ရမယ်ဘာတွေဆောင်ရမယ်ဘာတွေရှောင်ရမယ်စသဖြင့်ပေါ့ခတ္တာလူတယောက်အနေနဲ့အတွင်းအောင်မြင်မှုကိုမရှာသေးပဲအပြင်အောင်မြင်မှုကဘလောက်ပဲရရအေးချမ်းမှုအစစ်မှန်ကိုတွေ့မှာမဟုတ်ပါတကယ်ကအပြင်အောင်မြင်မှုဆိုတာလူတယောက်ရဲ့လောဘတွေဒေါသတွေမောဟတွေမမာနတွေနဲ့ဆက်နွယ်ပတ်သက်နေတတ်ပါတယ်အတွင်းအောင်မြင်မှုဆိုတာကတော့လူတယောက်ကိုစစ်မှန်တဲ့အေးချမ်းတာယာမှုတွေပျော်ရွှင်မှုတွေကိုပေးနိုင်ပါတယ်ဒါဆိုအတွင်းအောင်မြင်မှုကပါလေကျွန်တော်အတွက်တော့အတွင်းအောင်မြင်မှုဆိုတာလူတယောက်ကိုလမ်းမပို့နိုင်တဲ့ ပူလောင်ဆွေးမြေ့မှုတွေကိုဖန်တီးပေးနိုင်တဲ့လောဘဒေါသမောဟနဲ့မာမာနတွေကိုထိန်းချုပ်နိုင်ခြင်းပါပဲတကယ်အောင်မြင်မှုလို့ပြောလိုက်ရင်လူတစ်ယောက်အတွက်တော့အတွင်းအောင်မြင်မှုကသာအစစ်မှန်အောင်မြင်မှုပဲသူကလူတိုင်းကိုအေးချမ်းတဲ့ဘဝတစ်ခုပေးဆွနိုင်တယ်လူပိသားစာရှင်သန်ဖို့လည်းအခွင့်အလမ်းတွေပေးနိုင်တယ်အဲ့ဒီလိုမဟုတ်ပဲကျွန်တော်တို့ကအပြင်အောင်မြင်မှုတွေနောက်ကတခေါက်ခေါက်လိုက်နေရင်တော့မိစကုံစီခန်းတဲ့အခါတန်တရားဒုက္ခကိုခံစားရနိုင်ပါတယ်နောက်ပြီးအပြင်အောင်မြင်မှုမှာအဆုံးသက်ဆိုတာမရှိဘူးသူကအများအပြား လူတယောက်ရဲ့လောဘနဲ့ချိတ်ဆက်နေတဲ့အတွက်တစ်ခုပြီးရင်နောက်တစ်ခုကိုလောက်ဖို့စိုင်းပြင်နေမိတတ်တယ်။အဲဒါဆိုရင်လူတယောက်ဟာအောင်မြင်မှုအနေထားတရက်စီရောက်ပေမဲ့လောဘရဲ့စိတ်ဆုံမှုကြောင့်မရက်တတ်နိုင်တော့သူ့ဘဝမှာအောင်မြင်မှုနဲ့ချိတ်ဆက်နေတဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုလည်းခဏကလေးသာခံစားရနိုင်တယ်။ဒါပေမဲ့အတွင်းအောင်မြင်မှုမှာတော့အဆုံးသက်ဆိုတာရှိတယ်။သူဟာကိုရင်းစိတ်မှရှိတဲ့လောဘဒေါသမောဟနဲ့မာမာနဆိုတဲ့အန္တရာယ်စိုးတွေကိုအပြေးပြန်အောင်နိုင်လိုက်ပြီဖြစ်တဲ့အတွက်ဆက်လုပ်စရာမရှိတော့ တကယ်ကိုအေးချမ်းနဲ့ပြည့်ပြည့်စုံတဲ့အောင်မြင်မှုရဲ့အရာတာကိုခံစားသွားနိုင်တယ်။ဆိုတော့ဘလို့ပဲဖြစ်ဖြစ် လောကမှာရှင်သန်နေဆဲဖြစ်တဲ့လူတစ်ယောက်အနေနဲ့တော့အောင်မြင်မှုနဲ့မဝေးကွာတဲ့ဒါပေမဲ့အောင်မြင်မှုတွေရဲ့နောက်ကိုလိုက်တဲ့အခါမှာလည်းအပြင်အောင်မြင်မှုတွေကြီးပဲရှာဖွေလို့မသင့်ဘူးလေ။အ ਨੇ ဆုံးတော့ကိုယ့်စိတ်ကိုပြုပြင်ထင်းချောင်းနိုင်တဲ့အတွင်းအောင်မြင်မှုတွေရအောင်လေကြိုးပမ်းတင်တာပေါ့။မဟုတ်ရင်လောကမှာဘလောက်ပဲကြီးကြီးကျယ်ကျယ်အောင်မြင်နိုင်ပါစေအောင်မြင်မှုအစစ်မှန်မဟုတ်နိုင်ပါဘူး။နှစ်ရွေးချယ်ခြင်း အမှန်တိုင်းပြောရရင်ရွေးချယ်ခြင်းအကြောင်းကိုစဉ်းစားလိုက်တဲ့အခါမရွေးချယ်ခြင်းအကြောင်းကခေါင်းထဲကိုအရင်ဝင်လာခဲ့တယ်ဆိုတာပါပဲဟုတ်တယ်တကယ်ကကျွန်တော်တို့အားလုံးရဲ့ဘဝတွေဟာမရွေးချယ်ခြင်းကနေစတင်ဖြစ်တည်လာတယ်လို့ပြောရမယ်ထင်ပါတယ်ဒီထက်တိတိကျကျပြောရရင်တော့ရွေးချယ်ခြင်းမရှိခြင်းပေါ့ဒါဆိုဘာတွေကိုရွေးချယ်ခြင်းမရှိတာလဲတကယ်တော့ကျွန်တော်တို့အားလုံးလူလောကထဲကိုဥပဲဆိုတဲ့ငိုကြွေးတန်တဲ့ဘုံမတိဘာမတိဝင်ရောက်လာကြတဲ့ကိုယ့်ရဲ့မိဘဖြစ်မဲ့သူကိုရွေးချယ်ခြင်းမရှိတော့ပါဘူး ဒါပဲလားဆိုတော့လည်းမဟုတ်သေးပြန်ကိုယ့်ရဲ့တွင်ပြင်ဆေးရချမ်းသာမိသားစုဆွေမျိုးအတိုင်းဝိုင်းမွေးရဒေတာအချင်းကာလစသဖြင့်ပေါ့ဘာတစ်ခုကိုမှစိတ်တန်းကြရွေးချယ်ခင်မရှိပါနောက်ပြီးအများစုဆိုရင်ကိုယ့်နာမည်ကိုမကြိုက်တဲ့အတိုင်းမိဘမဲ့ခေါ်တာမျိုးရွေးချယ်ခင်မရှိပဲယူလိုက်ရပါသေးတယ်ဒါပေမဲ့ဘွားကြီးကမရွေးချယ်ခွင့်နေနေတော့အများအတိုင်းဖြစ်တည်ဖွဲ့စည်းထားတာမဟုတ်ပါဘူးကျွန်တော်တို့အားလုံးအတွက်လူမဲတိတဲ့စကားတွေကရွေးချယ်ခြင်းတွေကလည်းတောက်လျှောက်ပါဝင်လာပါတော့တယ်အချိန်တိုင်းပေါ့ ဆိုကြပါစို့ငယ်တော့ဆိုရင်အမေနဲ့အဖေမှဘ누구ကိုပူချစ်လဲလို့အမေခံခဲ့ရတိုင်းအဲ့ဒီအချိန်တွေကိုခလေးပိပိသုံးသက်လေးလာပြီးရွေးချယ်ဖြစ်ပေးခဲ့ရတာရှိပါတယ်နောက်ပြီးထမင်းဝိုင်းမှာဟင်းနှစ်ခွက်ချထားရင်ဘယင်းကိုအရင်နှိုက်မလဲဆိုတာကိုရွေးချယ်ကြရပါတယ်ဒါရီယာလူတိုင်းလုပ်ဖို့ပြင်မဲ့ဘဝနဲ့ခြေပြီးအရင်မပါသေးတဲ့အခါဒီရွေးချယ်ခြင်းလေးတွေကိုမေးပြပြဖြစ်သွားကြပါတယ်ဒါပေမဲ့ကျွန်တော်တို့မေ့ထားလို့မရတာကရွေးချယ်ခြင်းတွေဟာကျွန်တော်တို့ရဲ့စက္ကန့်တိုင်းရှင်တွဲနေတယ်ဆိုတာကိုပါ ီးတော့အဲ့ဒီစက္ကန့်တိုင်းရဲ့ရွေးချယ်ခွင့်လေးတွေကပဲကျွန်တော်တို့ဘဝကိုအောင်မြင်အောင်လဲလုပ်ပေးနိုင်သလိုကြာရှုံးအောင်လဲလုပ်နိုင်တယ်ဆိုတာသိထားသင့်ပါတယ်။တကယ်တမ်းစဉ်းစားကြည့်ရင်လူတိုင်းကတစ်နေ့မှာ24နာရီပဲရတာပါ။ဘယ်လိုလူကားမှတစ်စက္ကန့်တော့ပို့လို့မရပါဘူး။ဒါပေမဲ့တချို့တွေကအောင်မြင်နေကြတယ်၊ချမ်းသာနေကြတယ်၊နာမည်ကောင်းနေကြော်ကြားနေကြတယ်။အဲ့ဒီအချိန်မှာလူများစုကတော့တာမန်အစင်တန်းနဲ့စင်ရဲ့ချင်းအလွှာမှာပဲရှိနေကြပါတယ်။ဒါဟာဘာကြောင့်လဲ။အများစုကတော့အောင်မြင်ကြော်ကြားနေတဲ့သူတွေဟာ တို့ဘွားကိုချက်ကိုချက်ခဲကြိုးစားလို့လို့ဖြေမှာပါပဲမမားပါဘူးဒါပေမဲ့တကယ်တမ်းအောင်မြင်ကြော်ကြပြီးကြီးပွားချမ်းသာနေတဲ့သူတွေဟာသူတို့ရဲ့စက္ကန့်တိုင်းကိုအကောင်းဆုံးရွေးချယ်တကြလို့ပါပဲဆိုကြပါစို့တင်မှာအချိန်တိုင်းဝက်အားနေရင်ဘာလုပ်မလဲတချို့ကတုံလုံးလှဲမယ်တချို့ကခဏအိမ်မယ်တချို့ကဖုန်းသုံးမယ်တချို့ကစာဖတ်မယ်တချို့ကကိုယ်စီပွားရေးအတွက်အစီအစဉ်ဆွဲမယ်တချို့ကအကစားလုပ်မယ်စသဖြင့်ပေါ့ဘလိုပဲလုပ်လို့ပါလေနိုင်ဝက်ဆိုတာခဏလေးပါဒါပေမဲ့အဲ့ဒီနိုင်ဝက်လေးကို နေတိုင်းမှာအကောင်းဆုံးဖြစ်အောင်ရွေးချယ်အသုံးချမယ်ဆိုရင်တော့နှစ်ကာလတစ်ခုရောက်ရင်အဲ့ဒီလူဟာတင်းတင်းနဲ့အောင်မြင်ကြော်ကြားကြီးပွားချမ်းသာမှုကိုရမှာပါအဲ့ဒီလိုပဲနိုင်ဝက်အားရင်ဖုန်းသုံးမယ်တနိုင်အားရင်အိမ်မယ်နှစ်နိုင်အားရင်ဂိမ်းဆော့မယ်၃နိုင်အားရင်တငယ်ချင်းနဲ့ရှောက်လည်မယ်ဆိုပြီးရွေးချယ်မယ်သူတွေလည်းအများကြီးရှိမှာပါအဆုံးသက်ကြရင်ဘသူတွေဟာဘဝရဲ့လုံရင်တွေကိုပြေသွားကြလိမ့်မလဲတခြားတာကတော့ကျွန်တော်တို့ဟာစက္ကန့်တိုင်းအတွက်အပြင်းကြီးတာကအစအလုံကျိုးစားတာအစအကုန်လုံးကိုရွေးချယ်ကြရပါတယ် မရွေးချယ်ကြတဲ့သူမရှိပါဘူးပြီးတော့ရွေးချယ်ခြင်းဟာဆွတ်လွတ်ခြင်းနဲ့လည်းတရားသက်ဆိုင်နေပြန်တယ်ဟုတ်တယ်ကျွန်တော်တို့ဟာတစ်ခုခုကိုရွေးချယ်ဖို့အတွက်အမြဲတမ်းဆုံးဖြတ်ကြတဲ့အခါအနည်းငယ်များတော့စွန့်စားရတာကြီးပါပဲဆိုကြပါစို့ကန်ဆမ်းမန်းလိုက်တဲ့အခါပေါလို့ပေါညာဆိုတဲ့စွန့်စားမှုမုန်းနှခုတရားတစ်ခုကိုရွေးချယ်စားသုံးရတဲ့အခါကိုရွေးလိုက်တဲ့မုတ်ကကောင်းပါမလားဆိုတဲ့စွန့်စားမှုကိုလက်ထဲပတ်စံနေပါနေခြင်းကိုယ်တအားလိုချင်နေတဲ့ရှားပါးစာအုပ်တအုပ်ကိုတွေးလိုက်ရတဲ့အခါဝယ်သိမဝယ်သိဆုံးဖြတ်ရတဲ့ စုံစားမှုစသဖြင့်ပေါ့ဆိုတော့ကျွန်တော်တို့တွေအနေနဲ့တစ်ခုခုကိုပြုလုပ်ဖို့ရွေးချယ်ရတဲ့အခါတိုင်းမှာစုံစားမှုဟာပါတက်စမင်းမှုရွေးချယ်မှုပြုလုပ်တိုင်းမှာသတိရှိနေဖို့လိုသလိုအဲ့ဒီရွေးချယ်မှုအတွက်အနေအဆုံးဆုံးရှုံးနိုင်ခြေကိုလည်းတွက်ဆထားဖို့လိုပါတယ်ဒါပေမဲ့လူများစုဟာတစ်ခုခုကိုလုပ်ကင်လိုက်တိုင်းမှာမိမိရဲ့စိတ်ဟာဒေတာအတိုင်းအတာဆုံးဖြတ်နေကြပါတယ်ကောင်းခြင်းဆိုးခြင်းတွေကိုတိတ်ပြီးထပ်မတွက်ကြပါဘူးဒါကြောင့်ငငယ်ရွယ်နဲ့မူရစ်စေဝါသုံးမိတာတွေဂိမ်းဆွဲလွန်းတာတွေအရက်တောက်လွန်းတာတွေဖြစ်ကုန်ကြတာပေါ့ တကယ်တော့ဒီလုတ်တွေဟာမစခင်ကတည်းကအဲ့ဒီလူအတွက်လုတ်တဲ့မလုတ်တဲ့ရွေးချယ်ခင်ရထားပြီးသားပါပဲထားပါအရေးကြီးတာကလူတိုင်းအတွက်ဘာလို့လို့အမြဲရွေးချယ်ခင်ရှိတာကများပါတယ်အဲ့ဒီရွေးချယ်ခင်တွေကိုအကောင်းဆုံးအတုံးချတတ်ဖို့ပဲလိုတာပါဒါဆိုကျွန်တော်တို့ဘွားတွေဟာကိုယ်စိတ်တိုင်းချဖြစ်ကိုဖြစ်လာမှာပါဒါပေမဲ့စက္ကန့်တိုင်းမှာဘာလုပ်မယ်ဆိုတဲ့ရွေးချယ်မှုတွေကတော့မှန်ဖို့လိုတာပေါ့လေကောင်းတာလို့ဘူးရွေးချယ်လဲကို့အတွက်မကောင်းတာလို့ဘူးရွေးချယ်လဲကို့အတွက်ပဲ လူတိုင်းဟာကိုယ်ရွေးချယ်မှုအတိုင်းသာရတတ်ကြပါတယ်၃ချမ်းသာပုံမွေးလာတာကျွန်တော်မှာယုံကြည်ချက်တစ်ခုရှိတယ်အဲ့ဒါဟာလူတိုင်းကချမ်းသာဖို့မွေးလာတာဆိုတဲ့ယုံကြည်ချက်ပဲအဲ့ဒီလိုဆိုတချို့ကမဲခွန်းထုတ်ပါလိမ့်မယ်ဒါဆိုလောကမှာလူများစုကဘာကြောင့်ဆင်းရဲနေကြတာလဲပေါ့အဲ့ဒီအတွက်လည်းအဖြေကရှင်းပါတယ်ဆင်းရဲနေတဲ့လူတွေဟာချမ်းသာအောင်မလုပ်ကြသေးလို့ပါတကယ်ပါလူတွေကအမှန်တကယ်ဆင်းရဲနေတာမဟုတ်ပါဘူးသူတို့ကပြင်းပြတဲ့ချမ်းသာခြင်းစိတ်မရှိကြသေးလို့ပါ မယုံရင်ကိုယ့်ကိုပြန်မေးကြည့်ပါချမ်းသာကျင်သလားလို့အဖေကတော့ရှင်းပါတယ်ချမ်းသာကျင်တာပေါ့ဒါဆိုထပ်မေးလိုက်ပါတကယ်ကိုစိတ်ထဲနှလုံးသားထဲကနေအပြင်းထန်ချမ်းသာကျင်တာရောဟုတ်ရဲ့လားပေါ့အဲ့ဒါဆိုရင်အဖေကပေါ်လာပါလိမ့်မယ်ပြီးတော့အဖေနဲ့အတူကျွန်တော်တို့အုံနောက်ဟာမိမိကိုယ်ကိုချက်ချင်းပြန်သုံးသပ်နေပါလိမ့်မယ်နောက်ပြီးကိုယ့်ရဲ့အခုလိုရက်တွေအရာတကယ်ကိုပြင်းပြင်းထန်ထန်ချမ်းသာကျင်စေမရှိသေးဘူးဆိုတာကိုလည်းတိတိဆိတ်ဆိတ်လက်ခံလာပါလိမ့်မယ်ကိုယ်စိတ်ကိုမညာနဲ့ပေါ့ဘာကြောင့်လဲဆိုတော့လောကမှာ တကယ်ကိုဦးလိုက်တဲလိုက်ချမ်းသာခြင်းတဲ့သူတွေဟာအချိန်တန်းကိုအပြင်းထန်စူးစမ်းနေကြလို့ပါပဲ။တင်းအနေနဲ့လည်းအဲ့ဒီထိမစူးစမ်းသေးဘူးဆိုရင်တင်းဟာပါဇက်ပြောချမ်းသာခြင်းသူတယောက်သာဖြစ်ပါတယ်။တကယ်တော့လူတစ်ယောက်ကိုသူ့ရဲ့အလုပ်ပေါ်တကယ်ကိုအပြင်းထန်တဲ့စိတ်ရောကိုယ်ပါနှိမ့်မြုပ်ပြီးလောက်ကင်ချင်းရှိမရှိကိုလေ့လာသုံးသပ်ခြင်းအဖြစ်သူဟာတကယ်ချမ်းသာခြင်းနဲ့သူလားပါဇက်အာတိဒပြေုံရှောက်ပြောနေတဲ့ချမ်းသာခြင်းသူလားဆိုတာပေါ်ပါတယ်။နောက်တစ်ခုကချမ်းသာဖို့ဆိုရင်လမ်းမှန်ရွေးဖို့လည်းလိုပါတယ်။ဆိုကြပါစို့။ ကျွန်တော်ကချမ်းသာခြင်းရင်ဝန်တန်းလောက်တာထက် ကိုပိုင်စီးပွားရေးတစ်ခုခုကိုလုပ်နေတာမျိုးပေါ့တေချာစဉ်းစားကြည့်ပါလောကမှာဝန်တန်းဘွားကနေကြီးကြီးတက်ချမ်းသာသွားတဲ့သူမရှိပါရှိခဲ့ရင်လည်းသူဟာယာတူအာနာပေါ့အလွဲသုံးစားလှုပ်ဖူးရင်ဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်ပုံမှန်လစာကိုစီးပွားရေးတစ်ခုခုနဲ့ထိန်းထားတာပဲဖြစ်ဖြစ်လုံးမသာချမ်းသာလာပါလိမ့်မယ်မဟုတ်ရင်မလွယ်ဘူးထို့သဖြင့်အစိုးရဝန်ထမ်းတွေအတွက်ပုံမလွယ်ပါဘူးဒီအတွက်ကျွန်တော်ကတော့ရိုးရိုးပဲတွေးပါတယ် ချမ်းသာခြင်းတတိပြိမဲ့စီးပွားရေးကိုလို့လို့တဲ့အခါမှာလဲအင်တိုက်အာတိုက်လို့တတိရှိရှိလို့စွတ်စွတ်ဆဆလို့ခက်ကိုမျက်ချင်မဖြတ်နဲ့ဒါဆိုချမ်းသာမယ်ဒါပေတိဒီလိုချမ်းသာဖို့ကိုပိုင်စီးပွားရေးလို့တဲ့အခါမှာပြောတဲ့လောက်တော့မလွယ်ပါဘူးမမြင်နိုင်တဲ့စင်ခေါ်မှုတွေမထင်ထားတဲ့အခက်ခဲတွေတော့အများကြီးရှိတာပေါ့တေချာတာကတော့ဘယ်ကိစ္စမဆိုပေးဆက်မှုစွန်စားမှုကတော့လိုကိုလိုမှာပါပဲဒီတော့ကဘာပေါ်မှာကိုစမ်းကိုစားနဲ့ကြည်ကြည်တက်ချမ်းသာနေသူတွေကိုကြည့်လိုက်ပါ ဲ့ဒီတထွေးတွေအကုန်လုံးကသူတို့ချမ်းသာဖို့လူမသိသူမသိပေးဆက်ခဲ့ရတာတွေအများကြီးပါပဲဆိုတော့ကျွန်တော်တို့လည်းသူတို့လိုချမ်းသာခြင်းသူတို့လိုစွန့်စစားလုပ်ရဲဖို့လိုသလိုသူတို့ကြိုးစားသလိုကိုစည်းပွားရေးဖို့အားသုံးခွန်ဆိုင်အချိန်ပြည့်လုပ်နေဖို့လည်းလိုပါတယ်ခတာကျွန်တော်တို့ဟာသူတို့ချမ်းသာသူတို့တော့ချမ်းသာခြင်းကြပါတယ်သူတို့ဘဝကိုလောကရန်နဲ့အပြင်းထန်စိန်ခေါ်သူလိုမျိုးတော့ကျွန်တော်တို့ကစိန်ခေါ်ရဲပါဒါကြောင့်လည်းအခုချိန်မှာသူတို့ကကြီးကြီးတက်ချမ်းသာပြီးကျွန်တော်တို့ကပြပြမောက်ဆင်းရဲနေကြတာပါ ဆိုတော့ဒီအကြောင်းကိုသေချာစဉ်းစားကြည့်တဲ့အခါလူတိုင်းချမ်းသာနိုင်တယ်ဆိုတာကိုသိလာပါတယ်။ဒါပေမဲ့တအူးနဲ့တအူးချားမှာခံယူချက်တွေအတွေးခေါ်တွေလုတ်ကင်ပုံတွေစိတ်ခွန်အားတွေဇွဲတက်တိတွေကကွဲပြားကြတဲ့အတွက်လူတိုင်းတော့မချမ်းသာကြဘူးလေ။သေချာတာကတော့လူတိုင်းဟာမွေးကလေးကချမ်းသာဖို့ကြိုးစားပိုင်ခွင့်ရှိတယ်ဆိုတာပါပဲ။ဒီနေရာမှာနောက်တစ်ခုသိရမှာကအတိတ်ကံရချမ်းသာမဲ့သူနဲ့ကြိုးစားမှချမ်းသာမဲ့သူဆိုပြီးနှစ်မျိုးရှိပါသေးတယ်။ဆိုကြပါစို့။ လူတယောက်ကအတိတ်ကံရချမ်းသာမဲ့သူဆိုရင်မွေးကလေးကကြည်ကြည်တက်ချမ်းသာတဲ့မိသားစုမှာမွေးဖွားလာပါတယ်။ဒီလိုမှမဟုတ်ပဲရိုးရိုးတာမဲ့မိသားစုမှာမွေးဖွားခဲ့ရင်တော့သူဟာစူးစားအားထုတ်မှသာချမ်းသာမဲ့သူဖြစ်ပါတယ်။ဒါဆိုတင်လေကိုယ့်ကိုပြန်သုံးသပ်ပါ။တင်ဟာကြည်ကြည်တက်ချမ်းသာတဲ့မိသားစုကမွေးလာသူလားမဟုတ်ဘူးဆိုရင်တော့သိကြပါပြီ။တင်ချမ်းသာဖို့အတွက်ပြင်းထန်စူးစားရပါလိမ့်မယ်။ဒီတော့ဘာမှအားငယ်စရာမရှိပါဘူး။ဘာကြောင့်လဲဆိုတော့အခုကဘာမှချမ်းသာနေတဲ့ဘီလီယံနာတထွေးတွေကိုကြည့်လိုက်ပါ။ အားလုံးတို့ကကြိုးစားပြီးချမ်းသာလာတဲ့သူတွေကြီးပါပဲဆိုတော့တိတ်နေတဲ့ချမ်းသာခြင်း စိတ်ပိုင်းဖြစ်လိုက်ပါတရားချမ်းသာဖို့မွေးလာသူဆိုတာကိုပေါ့တကယ်အဲ့ဒီစိတ်ပိုင်းဖြစ်မှုဟာတိတ်ကိုရေးပါပါတယ်ချမ်းသာခြင်းအဲ့ဒီစိတ်ကိုသာတွင်းထားပါပြီးရင်အသေးလေးကြိုးစားပါ အောင်မြင်ပါလိမ့်မယ်အားနေချက်ဆိုတာပါလေအမှန်တိုင်းပြောရရင်ဒီကြောင်းလေးနဲ့ပတ်သက်ပြီးကျွန်တော်ခဏခဏစဉ်းစားဘူးတယ်သူတို့ဖြင့်အလောက်ကင်တွေအစင်မပြေတဲ့ခါမျိုးမှာပါ ပြီးရင်ကိုယ့်ကိုစင်ကြယ်ပြန်ပေးမိတယ်။ငါမှဘာအနေချက်ရှိလို့ညာအနေချက်ရှိလို့ပေါ့။ဆိုတော့လူတယောက်တည်းအားနေချက်ဆိုတာတကယ်ရှိသလား။ဒီမိကုံးဟာစဉ်းစားတဲ့မိကုံးပဲ။နောက်ပိုင်းကျွန်တော်နားလည်လာတာကတော့လူတယောက်မှအားနေချက်ဆိုတာတကယ်မရှိပါဘူး။အဲ့ဒါထင်အောင်ထင်မှားကိစ္စတစ်ခုပဲ။တက်တိုက်ဆက်ဆိုင်လို့ဆိုရမှာပေါ့။ဒီကိစ္စနဲ့ပတ်သက်ပြီးဟိုတရဥမှုတီရဲ့တာကိုကောင်းဆန်ရဲ့အင်တာဗျူးလေးတစ်ခုကိုကြည့်လိုက်မိပါတယ်။အားလုံးသိတဲ့အတိုင်းပဲလေ။ကိုကောင်းဆန်ကမျက်စိစောင်းနေတယ်မဟုတ်လား။ သူကလည်းအင်တာဗျူးမှာဖြေထားပါတယ်အဲ့ဒီလိုမျက်စိစောင်းနေတဲ့အတွက်ငငယ်ကတငငယ်ချင်းနေစိုင်းရှက်တယ်တဲ့ဒါကတူတူကိုကိုပါပဲကျွန်တော်တို့ဆိုလည်းရှက်မှာပဲဒါပေမဲ့ကန်ကောင်းတာသူ့မှာဦးမိုးဒီလိုထူးခြားတဲ့ဖခင်တယောက်ရှိခြင်းပါပဲသူခုလိုအောင်မြင်တဲ့လူချင်းတော်ကြီးတယောက်ဖြစ်လာတာကသူ့ဖေရဲ့တွန်းအားကြောင့်နဲ့ဘာကြောင့်လဲဆိုတော့ဦးမိုးဒီကသူ့သားရဲ့အားနည်းချက်ကိုအားသာချက်အဖြစ်အသုံးချပြီးလူချင်းတော်လောကမှာနေရတနေရရအောင်ကြံဆောင်ဖို့တွန်းအားပေးခဲ့လိုက်တာကို နောက်တော့ကိုကောင်းဆိုင်ဟာသူမျက်စိရဲ့အားနည်းချက်ကိုအားသာချက်ဖြစ်အောင်ပြောင်းပြီးပြက်လုံးတွေဖန်တီးလိုက်တဲ့အခါပရိသတ်အချိုက်ဖြစ်သွားတော့တာပေါ့တကယ်တမ်းဆိုကိုကောင်းဆိုင်ဟာအခုလိုပရိသတ်ချစ်တဲ့လူရှင်တော်တယောက်ဖြစ်လာတာဟာသူ့မျက်လုံးတွေရဲ့ကျေးဇူးမကင်းပါဘူးလေဆိုတော့ဒီနေရာမှာကျွန်တော်သတိထားမိလိုက်တာကလူတယောက်ဟာသူ့ခန္ဓာကိုယ်မှာဖြစ်ဖြစ် သူ့ဘဝထဲမှာဖြစ်ဖြစ်ခြုံရင်းချက်တစ်ခုခုပါနေုံနဲ့အဲ့ဒါကသူ့ရဲ့အစစ်မှန်အားနည်းချက်မဟုတ်သေးဘူးဆိုတာပဲ ဒါဆိုအဲ့ဒီချူရင်ချက်တွေကဘယ်အချိန်မှာကိုယ့်ဘဝအတွက်အစ်စ်မှန်အားနည်းချက်တွေဖြစ်သွားပါတယ်။ရှင်းပါတယ်။ကိုကအဲ့ဒီချူရင်ချက်တွေကိုအားနည်းချက်ဖြစ်လက်ခံလိုက်ချိန်မှာပေါ့။ဒီတော့ကိုယ့်ဘဝရဲ့ချူရင်ချက်တွေကိုကိုကိုယ်တိုင်ကအားနည်းချက်ဖြစ်မတတ်မတ်တွေ့အဲ့ဒါဟာကိုယ့်အတွက်အစ်စ်မှန်အားနည်းချက်လုံးဝမဟုတ်သေးပါ။နောက်ပြီးမြမပြီမာတာမကကဘာပေါ်မှာလဲကိုချူရင်ချက်တွေကိုအားနည်းချက်လို့မမြင်ပဲအားသာချက်ဖြစ်အတုံးချပြီးအောင်မြင်သွားသူတွေကဒုနယ်တွေရှိပါသေးတယ်။ဥပမာ ုပ်ဆိုးပေမဲ့လူချင်တော်ဖြစ်သွားသူတွေအသားမဲ့ပေမဲ့ထင်ပေါ်ကျော်ကြားသွားသူတွေလက်နက်ဖက်ပါပေမဲ့ခြေထောက်နဲ့ပကြီဆွဲသူတွေခြေထောက်နဲ့ဖက်လုံးပြက်နေပေမဲ့ခြေတူးနဲ့အေရက်တောင်ထိပ်ထိပ်တက်သွားသူတွေစင်းရဲလုံးပေမဲ့အမေရိကန်သမရအထိပ်ဖြစ်သွားသူတွေစသဖြင့်အများကြီးပဲဆိုတော့ဒီနေရာမှာတခုတတိထားမိတာဘဝမှာဘာပဲဖြစ်နေဖြစ်နေဘာတွေပဲခြုံရင်းနေနေကိုယ့်ရဲ့ခံယူချက်တာအဓိကပါမဟုတ်ရင်ကဘာပေါ်မှာကိုလက်အင်ကပြေဆုံးသူတွေ ခြုံရင်းချက်နှဲပါသူတွေသာအောင်မြင်ကြကြနေမှာပေါ့တကယ်ကကိုအောင်မြင်ဖို့ကိုကြော်ကြဖို့ကိုချမ်းသာဖို့အတွက်ကိုရဲ့ခြုံရင်းချက်တွေကတားဆီးတွေမဟုတ်ပါဘူးအဓိကတားဆီးရာကိုရင်ခြုံရင်းချက်တွေကိုအားနည်းချက်တွေအဖြစ်ခံယူလိုက်တဲ့စိတ်သဘောထားပါပဲအဲ့ဒီစိတ်သဘောထားတွေကိုပြင်ဆင်နိုင်တဲ့သူတွေကတော့လောကကြီးမှာလုံတိုင်းဖြစ်နေမှာပဲမဟုတ်ရင်ကို့မှာဘလောက်ပဲပြည့်စုံပြည့်စုံကြာရှုံးနေမှာအမှန်ဆိုတော့နောက်ဆုံးအနည်းချက်လိုက်ရင်အားနည်းချက်ဆိုတာတကယ်မရှိပါဘူး ဲ့ဒါတင်ရချွင်းချက်တွေအပေါ်ထင်အောင်ထင်မှားဖြစ်နေတဲ့ကိစ္စတွေပါပဲ။